ငလင်ဘေးကြီးမှာအဆွဲထထုတ်ပြတဲ့စစ်ကောင်စီမြမသမိုင်းမှာလူသေးဆုံးပျက်စီးဆုံးရှုံးမှုအများဆုံးသကိုင်းငလင်ကြီးအတွင် အဖိုးတန်ထားတဲ့လူအသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတာက ဖြစ်တဲ့ဖြစ်ထက်ရလားဘသူတွေမှာဘယ်အဖွဲ့အစည်းတွေမှာအဓိကတာဝန်ရှိသလဲဆိုတော့ဒီတစ်ပတ်ဆွေးနွေးကြပါရယ်ငလင်လှုပ်ပြီးတစ်ပတ်အကြာ April 3ရက်နေ့ကစလို့နိုင်ငံတော်ထောင်ထဲချီတဲ့အပြက်စည်းပုံတွေအောက်မှာပိတ်မိနေသူတွေထဲကအသက်ရှင်ရက်ကဲထုတ်နိုင်တာမတွေ့ရတော့ပါဘူး မန္တလေးမြို့စကိုင်းမြို့စတဲ့မြို့တွေမှာကေဆေးကြီးလုံနေတဲ့အဖွဲတချို့ကအဆောက်အအုံ ပြက်တွေထဲပိတ်မိနေတဲ့ပြည်သူတွေကို အသက်ရှင်ရကဲတင်နိုင်ဖို့မျှော်လင့်ချက်ကမဖြစ်နိုင်တော့ဘူးလို့ပြောကြပါတယ်စစ်ကောင်စီကဧပြီ3ရက်ညနေပိုင်းအထိတေဆုံးသူ3100ကျော်ပျောက်ဆုံးသူ220ကျော်နဲ့ဒဏ်ရာရသူ4600ဝန်းကျင် ရှိတယ်လို့ပြောပါတယ်ဒါပေမဲ့စစ်ကောင်စီပြောတဲ့စည်ရင်းအချက်လက်တွေကိုပြည်သူအများစုကမယုံကြပါဘူး မြေပြင်မှာသေဆုံးသူပျောက်ဆုံးသူအရေအတွက်ကစစ်အုပ်စုပြောထားတာထက်အများကြီးပိုတယ်လို့ကဲဇယ်ရေးလောက်ကင်သူတို့ပြောပါတယ်။မြင်းကလေးပညာရှင်ဦးစိုးသူရထွန်းကတော့သေဆုံးပျောက်ဆုံးမှုကစစ်ကောင်စီပြောထားတာထက်အ ਨੇ စုံ၅ဆကနေ၁၀ဆအထိပိုများနိုင်တယ်လို့သုံးသပ်ပါတယ်။စစ်ကောင်စီရဲ့စည်ရင်းအချက်လက်တွေကစုဆောင်းတာမှာစနစ်မကျတာအချက်အလက်ပြေဆုံးအောင်ကောက်ယူနိုင်တဲ့ကောင်းမွန်တဲ့စီမံခန့်ခွဲနိုင်စွမ်းမရှိတာတွေကြောင့်အချက်အလက်မပြေဆုံးနိုင်ဘူးလို့ခန့်မှန်းပါတယ်။ အမေရိကန်မြင်ကလင်တိုင်းတာရေးဌာန USGS ရဲ့ခန့်မှန်းချက်ကတော့ကြောက်စရာကောင်းပါတယ်။သေဆုံးသူက1000ကနေ3000ကျားတိရှိနိုင်တယ်လို့ခန့်မှန်းထားတာပါ။ April 4ရက်နေ့အထိနိုင်ငံတကာအဖွဲ့တွေအပါအဝင်ရှာဖွေရေးလုပ်ငန်းတွေကမီဒီယာတွေမှာဖော်ပြမှုများတဲ့နေရာတွေပိတ်မိနေသူများတယ်လို့သတင်းကြီးတဲ့နေရာတွေကိုပဲရှာဖွေကြတာများပါတယ်။ရက်ွက်တွေထဲကအဆောက်အအုံတွေထဲပိတ်မိနေသူတွေကို ရှာဖွေကဲဆဲတာတွေမလုံနိုင်သေးသလိုလူအစုလပြုံလိုက်ပိတ်မိပြီးအသက်ရှင်သူမရှိနိုင်တော့ဘူးလို့သုံးသက်တဲ့အဆောက်အအုံတွေကိုလည်းဘာမှမလုပ်ရသေးပါဘူးဒီအချိန်တွေမှာပျောက်ဆုံးနေသူ200ကျော်ပဲကျန်တော့တယ်လို့ပြောထားတဲ့အချက်လက်ကယုံကြည်နိုင်စရာမရှိပါဘူးမန္တလေးမှာလောင်းကစားလုပ်တဲ့အဆောက်အအုံကြီးတစ်ခုဆိုရင်မတ်လ28ရက်ငလင်းကြီးလှုပ်ပြီးပြိုကျခဲ့ရတာကနေအခုအချိန်ထိပိတ်မိနေသူတွေကိုကယ်ဆယ်ရေးမလုပ်နိုင်သေးပါဘူး အဲ့ဒီတနေရာတဲ့တင်သေဆုံးသူယာနဲ့ချီရှိတယ်လို့မြို့ကန်တဦးကပြောပါတယ်အစောပိုင်းရက်တွေမှာပြိုကျနေတဲ့အဆက်အအုံအောက်ကနေကဲပေးဖို့အကူအညီတောင်းတတွေကြားရပေမဲ့ငလင်လှုပ်ပြီး၃ရက်ကျော်နောက်ပိုင်းမှာတော့အတန်မကြားရတော့ဘူးလို့သူကပြောပါတယ်ဒါကြောင့်မတလေးမြို့တစ်ခုထဲမှာတင်အလောင်းမရသေးပဲသေဆုံးနေသူကစစ်ကောင်စီပြောတဲ့တနိုင်ငလုံးအတိုင်းအတာနဲ့ပျောက်ဆုံးနေသူအယောက်၂၀၀ကျော်ဆိုတာထက်အများကြီးပိုများတယ်လို့မတလေးမြို့ကန်တချို့ကပြောပါတယ် ီနေရာမှာအဓိကပြောချင်တာကပြည်သူအများအများသိဆုံးခဲ့တာက ဖြစ်တဲ့ပါရဲ့လားဘသူမှအဓိကတာဝန်ရှိလဲဆိုတာတေချာမြင်အောင်ကြည့်ကြဖို့လိုပါတယ်မြင်းကလင်ကြီးကြောင့်ပြည်သူတွေသိဆုံးပျက်စီးမှုများစေခဲ့တာရဲ့အဓိကတရားခံကဘသူလဲဆိုတဲ့အမေးကိုမြင်းကလေးပညာရှင်ဦးစိုးသူရထွန်းကဒါကတော့ရှင်းပါတယ်လက်ရှိအာဏာသိမ်းအုပ်ချုပ်နေတဲ့အကြမ်းဖက်သမားတွေပဲပေါ်လို့ဖြေးပါတယ်ဒီအချက်ကိုထင်ရှားစေခဲ့တဲ့အချက်လက်တွေအများကြီးရှိနေပါတယ် ရွေးကောက်ခံရတအစိုးရကသဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်သမိုင်းတလျှောက်ပထမဆုံးအကြိမ်ခင်မီကယ်ဆယ်ရေးရဟတ်ရင်တစီဝဲခဲ့တာကိုစစ်အုပ်စုကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအဂတိလိုက်စားမှုကောင်းစဉ်တက်ပြီးပြည်သူအထွက်ဝဲထားတဲ့ရဟတ်ရင်ကိုသိမ်းယူခဲ့ပါတယ်။2024ရေကြီးတုန်းကရော အခုငလင်ပေးမှာပါ။အဲ့ဒီရဟတ်ရင်ကပေါ်မလာပဲပျောက်နေတာပါ။ပြီးတော့အရသာအစိုးရကသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်အရေးပေါ်ရန်ပုံငွေ ဘီလီယံ400ကျော်ရထားခဲ့ပါတယ်။ဒီငွေတွေကိုလည်းစစ်ကောင်စီကသိမ်းယူပြီးစစ်တပ်နဲ့နှီးဆက်တဲ့လုပ်ငန်းရှင်တွေတိုင်းနယ်ပြည်နယ်ကစစ်ကောင်စီအဖွဲ့ဝင်တွေကိုခွဲဝေပေးခဲ့ပါတယ်။ဒါရိုက်တာပို့ဆိုပြီးပြည်သူကိုအထင်အားစေခဲ့တာကတော့အယတားဆိုရလက်ထက်မှာ အမျိုးသားအဆင့်ငလင်ဘေးအန်တရဲကြိုတင်ပြင်ဆင်ရင်းနဲ့တုံ့ပြန်ရေးစီမံချက်ကို2019ခုနှစ်ကစတင်ရေးဆွဲပြီး2019မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။ အရသာအစိုးရလက်ထက်မှာပညာရှင်တွေရဲ့ဉာဏ်ပညာတွေနဲ့ပြည်သူကိုတန်ဖိုးထားတဲ့အစိုးရကနောင်လာမဲ့သဘာဝဘေးအန္တရာယ်တွေအတွက်စနစ်တကျကြိုတင် ပြင်ဆင်ခဲ့တာပါ။မြင်းကလင်းဘေးကြီးကြုံလာရင်အဖိုးတန်လူအသက်တွေပျက်စီးဆုံးရှုံးမှုနေပါအောင်ဘလို့တုံ့ပြန်မလဲဘလို့ပညာပေးမလဲဘလို့ကြိုတင်လေ့ကျင့်မလဲစတာတွေအသေးစိတ်ပါဝင်ပါတယ်။ငလင်းကြီးလှုပ်ပြီးရင်ပထမဆုံး24နာရီမှာဘလို့လှုပ်ပြီးအသက်တွေကဲမလဲပထမဆုံး82နာရီဘာလို့ကြာမလဲ။ ထမဆုံး9ရက်ကိုဘလို့နီးနဲ့ပြည်သူအသက်တွေကဲတင်မလဲဆိုတာအသေးစိတ်ပတ်ဝန်းထားပါပြီးတော့ဓာရီကစာရွက်ပေါ်ကစီမံချက်တွေမဟုတ်ပဲလက်တွေ့ဇက်တိုက်လေ့ကျင့်တာပြည်သူတွေကိုပညာပေးတဲ့အဆင့်အထိရောက်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်တွေအာဏာသိမ်းပြီးနောက်မှာတော့နိုင်ငံနဲ့ပြည်သူကိုကာကွယ်မဲ့အစီအမံတွေအရင်းမြစ်တွေကအမိုက်ပုံးထဲရောက်ကုန်ပါတယ်စစ်တပ်ဟာအာဏာသိမ်းပြီးကြတဲ့ကအယက်သားအစိုးရလက်ထက်မှာရှိခဲ့တဲ့ တဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေကိုဘာမှထပ်မလုပ်တော့ပဲရပ်လိုက်သလိုတိုင်းပြည်ဗန္ဒာတွေကိုလည်းတဘာဝဘေးကာကွယ်ရေးအတွက်မတုံးပဲစစ်တိုက်ဖို့ပဲအဓိကသုံးဆွဲခဲ့တာဖြစ်ပါတယ်။ဒီရက်အကျိုးဆက်တွေကတော့စစ်ကောင်စီဟာအင်အားပြင်းငလင်ကြီးနဲ့ကြုံရတဲ့အခါဘာလို့ရမှန်းမသိပဲရှော့ဖြစ်သွားပါတယ်။အရေးကြီးဆုံးဖြစ်တဲ့အပြက်စီးပုံတွေအောက်မှာပိတ်မိနေတဲ့ပြည်သူတွေရဲ့အသက်ကယ်တင်ရေးကိုမလုံနိုင်ပဲမတလေးမြို့မှာတောင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပြည်သူကပဲရှိတဲ့ပစ္စည်းနဲ့ကိုယ်ပါတာလုပ်ခဲ့ရတာပါ။ ငလင်လုတ်ပြီးတတိယနေ့မှနိုင်ငံတကာအဖွဲ့တွေရောက်လာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်နိုင်တာဖြစ်ပါတယ်။ငလင်ကြီးဗဟိုချက်နာကစကိုင်းမြို့ကတော့မန္တလေးမြို့ထက်ပိုဆိုးပါတယ်။ပြီးတော့ပြင်အား6.4ရှိတဲ့ဒုတိယငလင်ကြီးရဲ့ဗဟိုချက်နဲ့အနီးဆုံးဒတ်တဦးမြို့ကွက်ကျော်ဖြစ်နေတဲ့အမရပူရအပါအဝင်ပျော်ပွဲတာစီပြင်မနာစတဲ့မြို့ပေါင်းများစွာကပြည်သူတွေဟာလည်းကယ်ဆယ်ရေးကိုကိုထူကိုထလုပ်နေကြရတာပါ။ဒီအချိန်မှာစစ်ကောင်စီကဘာကိုအလေးထားလုပ်လဲဆိုရင် ပြင်းအားခွန်တသမခွန်အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ပြီးတနာရီအတွင်းမှာတင်။နောင်ချိုကိုဘုံသွားကျဲတာပါပဲ။ပြီးတော့အေးတကြီးထက်လှုပ်တာက2008နာဂင်မုံတိုင်းတုန်းကလိုသတင်းအမှောင်ချဖို့အတွက်နိုင်ငံတကာသတင်းဌာနတွေကိုတန့်ရှင်းမှုမကောင်းသေးဘူး။နေဖို့အဆင်မပြေသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့အဝင်မခံတော့တာပါပဲ။ဒါပေမဲ့စစ်အုပ်စုကန်ဆိုးသွားတာကမတ်လ29ရက်နေ့ကနေပြီးတော့စစ်ရေးပြအခမ်းအနားအတွက်ဖိတ်ထားတဲ့နိုင်ငံတကာသတင်းဌာနတချို့ကြက်နေတာပါပဲ။ ်အယ်ဂျာဇီရာသတင်းဌာနဆိုရင်မြေပြင်မှာဘာဖြစ်နေသလဲဆိုတာကိုအသေးချမှတ်တမ်းတင်ပြီးသတင်းဖော်ပြပေးပါရယ်အင်တာနက်နဲ့ VPN ကိုဆက်ပိတ်ပြီးနိုင်ငံတကာသတင်းဌာနတွေကိုဝင်ခွင့်မပြုပေမဲ့ပြည်တွင်းပြည်ပသတင်းဌာနတွေရဲ့သတင်းပေးပို့မှုတွေပြည်သူတွေရဲ့မြေပြင်အခြေအနေတွေကိုဝေမျှမှုတွေကြောင့်ကမ္ဘာကြီးကမြန်မာနိုင်ငံမှာဘလို့တွေဖြစ်နေသလဲဆိုတာကိုအတိုင်းအတာတစ်ခုထိသိခွင့်ရကြပါတယ်စစ်ကောင်စီကငလင်ပေးကြီးမှာပြည်သူတွေကိုအသက်ကယ်ဖို့ဘာမှထိထိရောက်ရောက်မလုပ်နိုင်ပေမဲ့ နိုင်ငံရေးအတွက်အသုံးချဖို့ကိုတော့အင်ပြားအပြည့်လုပ်နေပါတယ်။အာနာသိန်းကောင်းဆောင်ကနိုင်ငံတကာအကူအညီတွေကိုတောင်းခံပြီးဝင်လာသမျှကုညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အားထုတ်မှုတွေကိုစစ်အုပ်စုကသူတို့ရဲ့အောင်မြင်မှုအဖြစ်ပြည်သူတွေကိုကြွားလုံးထုတ်ပါတယ်။ဒါပေမဲ့ကမ္ဘာမှာသဘာဝဘေးကယ်ဆယ်ရေးအတွက်အတွေ့အကြုံကောင်းတွေရှိတဲ့ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့အပါအဝင်နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တချို့ကိုတော့လက်မခံပဲပယ်ချခဲ့ပါသေးတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကယာယီအပြစ်ရဲ့ကြေညာပြီးနောက်အာနာသိန်းကောင်းဆောင်ထိုင်းကိုဘင်းစတိုက်ထိပ်သီးညီလာခံသွားကဏီကြမှာပဲစစ်ကောင်စီကရက်20အပြစ်ရက်ကြောင်းကြေညာတာပါဒါပေမဲ့ဒါကလည်းဆောက်ရွက်ပေါ်မှာပဲအပြစ်ရက်တာ ဖြစ်ပြီးလက်တွေ့မှာတော့ဘုံချဲမပြတ်ပါဘူးအပြစ်ရက်ကြောင်းကြေညာတဲ့ April 2ရက်နောက်ပိုင်းမှာတော့စစ်တပ်ကဘုံချဲရုံတင်မကပဲလက်နက်ကြီးနဲ့ပစ်တာစစ်ကြောင်းထိုးတာတွေပါပြုလုပ်လာပါတယ် အဆောက်အအုံပြက်တွေအောက်ကပြည်သူတွေရဲ့ရုပ်အလောင်းတွေကိုအပြင်ထုတ်ဖို့အားမထုတ်ပေမဲ့ငလင်ပေးကြီးကြုံရချိန်မှာတော့တကြံပွဲတော်ကိုမပြတ်မကွက်ကျင်းပမယ်လို့စစ်ကောင်စီကပြောခဲ့ပါသေးတယ်။စစ်တပ်ဝါဒဖြန့်မီဒီယာတွေနဲ့ Telegram တွေမှာစစ်ကောင်စီကငလင်ပေးအတွက်ကူညီနေတယ်ဆိုတဲ့ပုံရိပ်ကိုပြပေမဲ့မြေပြင်မှာတော့ငလင်တင့်ပြည်သူအများစုကအပြက်အစည်းပုံတွေကိုရှင်းပေးဖို့တောင်ဘသူကမှမကူညီလို့ကို့အစီအစဉ်နဲ့ကိုရှင်းနေရတာပါ။ အပြက်စီးပုံတွေအောက်ကအသက်မဲ့ခန္ဓာတွေစီကနေရုပ်အလောင်းအနှံ့တွေပိုထွက်လာပေမဲ့ထီထီရောက်ရောက်အကူအညီတွေရှိမနေပါဘူးစစ်ကောင်စီလက်အောက်မှာတိုင်းပြည်စီးပွားရေးကြက်တဲသလိုဗတ်ပေါင်းဆောင်ကအခက်အခဲတွေရှိနေပေမဲ့ငလင်တဲ့ပြည်သူတွေကိုအများဆုံးကူညီနေကြတာကပြည်သူတွေပဲဖြစ်နေပြန်ပါတယ်အရေးပေါ်အကူအညီကိုတော့နှမ်းဖြူယုံလုပ်နေတဲ့စစ်ကောင်စီကြောင်းရှေ့မှာငွေကြေးလူအင်အားနှီးပညာအချိန်အရင်းအနှီးများစွာလိုတဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဘယ်လိုလုပ်ကြမလဲဆိုတာ တွေးကြည့်ုံနဲ့တင်စိတ်ပူစရာဖြစ်နေပါတယ်။ဒီအချိန်မှာစစ်ကောင်စီကထိထိရောက်ရောက်ကူညီရေးထက်အကူအညီတွေကိုသူတို့မရောက်စေချင်တဲ့နေရာတွေစီမရောက်ဖို့ဦးစားပေးပြီးတော့လုပ်နေတာပါ။အကူအညီတွေကိုတော်လှန်ရေးနယ်မြေထဲမရောက်ဖို့စကိုင်းမြို့ထဲမှာတောင် အကူအညီတွေကိုကန့်သက်ထားသလိုစကိုင်းမြို့ကနေမကြော်ဖို့ပြည်တွင်းပြည်ပအလှရှင်ဘသူပဲဖြစ်ဖြစ်တင်းနေကြက်ကြက်တားဆီးနေပါတယ်။ဒါကြောင့်အိန္ဒိယကယ်ဆယ်ရေးသမားတအူးဖြစ်တဲ့ Kiran Farmer က မြန်မာနိုင်ငံမှာငလင်ဘေးတင်ကဲဇရေးလာရောက်လုပ်ကံရင်စစ်ကောင်စီရဲ့စိတ်ပြက်စရာလုပ်ရတွေကြောင်းကဲဇရေးလုပ်ငန်းလှုပ်လှက်စာတွေကိုထားခဲ့ပြီးပြန်သွားပါတယ်။သူကငလင်တဲ့အဆိုးဆုံးခံခဲ့ရတဲ့သကိုင်းတိုင်းအထိအရောက်သွားဖို့ရည်ရွယ်ခဲ့ပေမဲ့မတလေးတိုင်းမှာတင်အကြောင်းပြချက်မရှိတားဆီးတာကိုခံခဲ့ရကြောင်းလဲဖာမာကဖွင့်ဟခဲ့ပါတယ်။မြန်မာဟာအကူအညီတွေလိုအပ်နေပေမဲ့လည်းစစ်တပ်ရဲ့တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခံထားရတဲ့အခြေအနေမျိုးမှာမလုပ်ပေးရမလဲဆိုတာသူလည်းမသိတော့ပဲ။ နောက်ဆုံးမှာတော့တနက်ပြောင်းတွေရှိကဲဆယ်ရင်မလုံနိုင်တာကြောင့်နေရက်ပြန်သွားခဲ့ပါပြီ။ပြိုကျပျက်စီးနေတဲ့အဆောက်အအုံတွေအပြစ်မဲ့သေဆုံးသူတွေစီကထွက်လာတဲ့ဒီမိုကရေစီတည်ခြင်းတရားရဲ့အနှံ့အသက်တွေကိုသူ့အနေနဲ့တီးမခံနိုင်ခဲ့သလိုနိုင်ငံရဲ့အဆိုးဆုံးဖြတ်တန်းကြုံတွေ့နေရတဲ့ကာလတခုမှာမြန်မာစစ်တပ်ကလူသားဆန်မှုနည်းနည်းလေးဖြစ်ဖြစ်ပြသဖို့တော့သူကမျှော်လင့်မိခဲ့ပေမဲ့သူ့စံတာမပြေဝခဲ့ကြောင်းကီရန်ဖာမာကရင်ဖွင့်ခဲ့ပါတယ်ရှင်။